ဒီကွေကြီးမှာတော့တီတီလေးမျိုးနဲ့နဲ့မြင်းမနာမျိုးနဲ့ဆိုပြီးတော့ငါးမျိုးနဲ့ကိုတချို့ပေးရပါဗျာတီတီလေးမျိုးနဲ့တော့ပုပ္ပတီတီအော်ရာတီတီဇေယတီတီစပြူတီတီပါဗျာမြင်းမနာမျိုးနဲ့ဆိုငါးမျိုးနဲ့ပေါ့နော်အဲဒီစူးပေါ်ငါးမျိုးနဲ့ကျွန်တော်ကွေကြီးတစ်ခုထဲမှာပဲဤသိကြုံမှုဆောင်ရွက်ပေးပါဗျာဒီငလင်းတဘောဝဘေးနဲ့ဆိုရင်တော့ကျွန်တော်တို့ဓမ္မအသုံးစပြီးတော့တချို့ပေးခဲ့ရတော့20နဲ့ကိုရနေရပါတော့အဲ့ဒီနေရာဆိုကျွန်တော်တို့အားလုံးပေါင်း249ခုရှိပါတယ် အဲ့ဒီ149ခုမှာကျွန်တော်တို့90ရှောက်ပါယောဂနဲ့က10ဦးဝင်ကျင်လောက်ပဲရှိပါဗျာနောက်ထပ်30ရင်းမှာတော့ကျွန်တော်တို့80နဲ့ရှောက်ဦးတကြိုရရပါတယ်80ရှောက်ဦးမှာတော့တာမန်က10ဦးလောက်ပဲရှိပါဗျာ30ရင်းမှာတော့ကျွန်တော်တို့49ဦးပဲရှိပါတယ်အဲ့ဒီ49ခုမှာတာမန်တကြိုတော့5ဦးလောက်ပဲရှိပါဗျာတရင်းနေ့မှာကျတော့ကျွန်တော်ဒီတနေ့စားရောနဲလာပါလေဥယျာဉ်ဒီနေ့ကတော့တိုင်းမများတော့ဘူးပေါ့ ဒီနေ့ဆိုရင်ကျွန်တော်တို့သဘောဘေးနဲ့ဆိုရင်နှစ်ဦးပဲရှိပါတော့ဗျတခြားတာမန်ကုသရှောက်ပါပဲရှိပါတော့တယ်ဒီငလင်းဘေးတဲ့နဲ့ကျွန်တော်တို့ရှိမှတကြုံမှုဥယအများဆုံးကတော့ဇံမြူတီတီမြို့နယ်အများဆုံးပဲဖြစ်ပါဗျကျွန်တော်တို့ဒီမှာရှိတဲ့မိတိကျူဆက်ဖို့နဲ့ကဒီတည်ဆုံးသူဥယအများတော့မလုံလောက်ဘူးပါမယ်မလုံလောက်တဲ့ခါကျတော့ကျွန်တော်တို့မှဒီတစ်ခုပြီးတစ်ခုထဲရင်ထဲရင်နဲ့ပဲလို့ပဲတကြုံသွားပါဗျကျွန်တော်တို့အဲ့ဒီနေရာဆိုမနေ့ 29ရက်နေ့တနေ့ကွန် run လိုက်တာ30နဲ့မနဲ့3နိုင်ခွဲလောက်တည်းရောက်ပါဗျအခုကျွန်တော်တို့လက်ရှိအင်အားကတော့25အပေါင်း1ပေါ့နော်16ဦးနဲ့ level နေရပါပေါ့အဲ့လို level တဲ့ချိန်မှာကျွန်တော်တို့ဒီသဘောဘေးအနေနဲ့ကြုံရတဲ့ခါကျတော့တခြား rider အသင်းနေပိုင်နေနဲ့နဲ့လာတာပို့ပြီးတော့များပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီရှိတဲ့ဝန်ထမ်းအင်အားနဲ့ရှိတဲ့ယင်အင်အားနဲ့ကြတော့ဒီလုပ်ငန်းကိုဆောင်ရွက်ဖို့နာကြတော့အဆင်မပြေဘူးလေမလုပ်ဆောင်နိုင်ဘူးအဲ့လိုမျိုး တခြားပရိုက်တာအတင်းတွေနဲ့လာရောက်ပေးရတဲ့အတွက်လည်းကျွန်တော်ကအများကြီးကျေးဇူးတင်ပါတယ်ဗျခဲခဲကြီးကြီးမားရတော့ရမ်းမရှိပါဘူးဗျဒီလိုပဲနေစဉ်ပုံမှန်လုပ်နေကြအလိုလိုပဲတာပြီးတော့ဟိုဝိမဖြစ်ပါဘူးဗျစဖြစ်တဲ့နေရာကျွန်တော်တို့ကျွန်တော်ယုံနေမှာပါတော့လေနေနေတဲ့အချိန်မှာဖြစ်တော့ကျွန်တော်လည်းကြောက်ကြောက်နဲ့ယုံပြန်ထွက်ပြီးတော့ပြီးပြီးထိုင်လိုက်ရတာပေါ့အဲ့ညာဘက်ညနေဘက်ကျတော့ကျွန်တော်တို့တရင်နေကြရတယ်ဗျဘယ်ဘက်မှာတော့တိုက်တီးပြိုးကုန်နေပေါ့လူတွေပြိကုန်နေလို့ကြားရပါဗျဟုတ် ဒီဂျုံကိစ္စနဲ့ပတ်သက်ပြီးတော့ဗောလေကျွန်တော်တို့ဒီကိုကြီးတုတ်တန်နေပိုင်ကိုခေါ်ယူပြီးတော့မီတင်းကြုံမယ်ဆိုတော့ကျွန်တော်တို့နေပိုင်တေကမီတီချူကတုတ်တန်တေဆောင်ကကျွန်တော်တို့တနင်္ဂနွေတင်မယ်ဆိုခမ9ရက်ကကျွန်တော်ဒီမှာထိုင်ကုန်နေရှိတယ်အဲ့ထိုင်ကုန်9ရက်ကဆိုတော့ဝန်ဆောင်မှု9မျိုးကိုကျွန်တော်အခမဲ့ဆောင်ရွက်ပြီးတော့ဗျာတခြားပြမပရိတာနေပိုင်အတင်းနေလာပြီးတချို့တော့ကျွန်တော်တို့ကအဲ့ဒီဝန်ဆောင်က9မျိုးလုံးကောက်ခံပါရဗျာကျွန်တော်မီတီချူကဆိုရင်လူတူးကို လူကြီးရောကလေးရော2000ဟုတ်3000နဲ့တည့်ယူရဆိုပြီးတော့1000ပြီးတော့ကျွန်တော်တန်ငုံတင်မိုးနာခမ်းမငန်းကဆိုပြီး6000အဲ့လိုမျိုးကောက်ပါရက်အကောင်းဆုံးကတော့ကျွန်တော်တို့ဒီကိုကြီးတုတ်တန်နေပိုင်ကိုခေါ်ပြီးတော့ဒီတင်ကျိုးရဆိုတော့ပို့ပြီးတော့အကောင်းဆုံးပြင်မယ်လို့ထင်တယ်ဗျ